ဗမာစကားတပွဲကျွန်တော်တို့ ਨੇ ယင်းဤကျွန်းဝင်နေကြတဲ့မြစ်တာတို့တစ္ဆာတို့မင်္ဂလာတို့ဝင်ကဘာတို့နောက်ကျွန်တော်တို့ပလဲပန်းရဲ့အလင်္ကာရောဆိုပါတော့ဗျာအားလုံးပါဠိတွေပါမိစ်ဖားစ်ဗမာစကားများမှာတော့နှလုံးစင်မရှိပါဘူးဒါပေမဲ့တစ်တာဆိုတဲ့စကားလုံးကတော့တော်တော်လေးအငင်းပွားစရာစကားလုံးတစ်လုံးဖြစ်ပါတယ်နှလုံးစင်နဲ့ရေးထားတော့ပါဠိကနေများလားသလားလို့အထင်စရာတွေဖြစ်ကုန်ပါတယ်မြန်မာစာပညာရှင်ဆရာကြီးဒေါက်တာဦးထွန်းတင်ကတော့အခုလိုပြောပါတယ်တကယ်တော့ တိတ္တဟာဒီလိုရေးစရာအကြောင်းမရှိဘူး။ဘာကြောင့်မရှိတာလဲ။သူ့ရဲ့ပြုတ်ဘက်ခေါ်တာပေါ့ဗျာ။စကလုံးဝဟာရရဲ့အနဲ့ရင်းကိုပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်ဒီတိတ္တဟာဆိုတာဗမာစကားအစ်စ်ပြ။တခြားဘယ်မှာလာတာမဟုတ်ဘူး။ဆရာပြောသလိုဗမာစကားအစ်စ်ဆိုရင်တိတ္တာကိုရေးထုံးအမှန်နဲ့ရေးရင်ဘယ်လိုရေးသင့်ပါသလဲ။အတိဘယ်ကရောဘယ်လိုပါလဲ။အမှန်တိုင်းဆိုရင်ဘာနဲ့ရေးမလဲ။သသတ္တတံဝိကတာနဲ့ရေးမယ်တိတ္တာ။ဒါဖြင့် ်တစ်တာဆိုတဲ့အသေးပဲပါလေတစ်နဲ့လှုပ်ထားသောတာပေါ့ဗျာတစ်နဲ့လှုပ်ထားတဲ့တာဟာတစ်တာပေါ့ဒါဖြင့်ဒီတာဘာတွေပဲရှိလဲဆိုတာဆိုတာဟာမူလနဲ့ကတော့တိုင်းတာတဲ့သဘောလာတဲ့တာပေါ့ဗျာတိုင်းတာထားတယ်တာစီထားတယ်ကာထားတယ်ဆိုတဲ့အသေးပဲပေါ့အဲ့ဒါကိုတာခေါ်တာပေါ့နော်နောက်တော့တာဆိုထက်တရားသဘောမျိုးဖြစ်သွားတာပေါ့ဗျာပူတာတို့မြူတာတို့ကတာနဲ့လဲအတူတူပဲပေါ့ဗျာ ဟိုရေကတာတို့ဘာလို့ကတာနဲ့လဲသဘောတူတာပေါ့ဗျာဒါဆိုတာရတဲ့အရာစီထားတဲ့အရာတူလောင်ရတဲ့အရာဒီလိုသဘောမျိုးပေါ့နော်မြမအဘိဓမ္မာတော့တာဆိုတဲ့စကားလုံးကိုတစ်သားစသည်ဖြင့်ပြုလုပ်ထားသောအဖုံးပါသည့်ပစ္စည်းထည့်စရာတစ်မျိုးလို့ဆိုထားပါတယ်အကိုအကအနေနဲ့မုံရွေးစရာတော့ရေးသားတဲ့မဟာသီလဝပြု အပိုက်162ကိုလည်းကိုးကားထားပါတယ်အဲ့ဒီမှာရေးသားထားတာကတော့နန်းနွင်းဌာနစောရမင်းအား ဝတ်စားစိတ်ငါလုံုံစွာဖြင့်ရွှေတာတော်တဲ့တော့ဆောင်ဆွဲလေမခဲစတော့ထားကုန်ရှောင်းသာဒီနေရာမှာတာဆိုတဲ့အတုံးကိုရောရွှေတာဆိုတဲ့အတုံးကိုပါတပြိုင်တည်းသတိထားလိုက်မိပါတယ်ဗျာ။အော်ရွှေတစ်တာလို့မှတုံးမထားပါပဲကလား။စောစောကဆရာကြီးဦးထွန်းတင်ပြောသွားတဲ့အထက်မှာပူတာတို့မြူတာတို့ဆိုတာလဲပါပါသေးတယ်ဗျ။အေးအဲ့ဒါတွေကရောဘလို့အတိပဲပါလေ။ပူတာဆိုလဲဒီလိုဟိုထည့်ကြအောင်ပဲခေါ်တာပဲဗျ။ပါတော့နှချောင်းရင်ပူ တောင်းမွေးချက်တာပူတာဆိုလဲထည့်စရာပစ္စည်းတစ်ခုကိုခေါ်တာပဲမြူတာတော့ဘာလို့ခေါ်လဲဟာလဲပဲထည့်စရာကိုပြောတာဗျမြမအဖိတ်တံမှာတော့ပူတာဆိုတာနှီးတော့မဟုတ်တတစသည်ဖြင့်ပြုလုပ်ထားသောအဖုံးပါကြည်ရောက်ပုံထည့်စရာ တမျိုးလိုအတိပဲပေးထားပါဗျ။မြူတာကတော့ရေချမ်းတဲသောအိုးငယ်ဝမ်းသို့မဟုတ်လေရန်ရှိသောညောင်ရီအိုးလို့ဆိုထားပါဗျခင်ဗျာ။ Jeffin ရဲ့ကျွန်တော်ထင်တဲ့သူက 1952ခုနှစ်မှာထုတ်ခဲ့တဲ့အပိဓာန်ရှိတယ်ဗျအဲ့ဒါကျွန်တော်ထင်တယ်ပထမဆုံးအတင်ထုတ်တဲ့ဟာပဲဖြစ်ပါပေါ့နော်အဲ့ဂျက်ဆင်ရဲ့အဲ့ဒီပထမဆုံးအပိဓာန်မှာတစ်တာကိုသတ်ဆက်တဲ့တောင်းချက်တာလို့ပဲရေးခဲ့တယ်တစ်တာလို့အဲ့ဒါလေးရေးခဲ့တဲ့ခါကျတော့ဒါလေးကတော်မှန်တယ်ဆိုပြီးတော့ကျွန်တော်တို့အရင်တော့ကမြန်မာရေးထုံးကျမ်းဆိုပြီးတော့ဆရာကြီးဦးမွန်တို့ဘာလို့လုပ်ခဲ့တာရှိတယ်ဗျာ အဲအရင်တော့အဲစောက်တုပ်ထွက်ဘူးတဲ့ထောက်ကွာ68ခုနဲ့လောက်ပါထွက်ပြီးတော့အဲ့ဒီထဲမှာမြန်မာရေးတုံးကျမ်းထဲမှာသတ်ဆက်သက်တဲ့တောင်းလိချက်ဒါနဲ့ပဲပြတ်သန်းခဲ့တယ်ဗျဒီလားဒီတော့အတိပ္ပယ်ရရေးထုံးအမှန်ရဆိုလို့ရှိရင်သတ်ဆက်သက်တောင်းဝင်းမှုရေးချာတာနဲ့တစ်တာကိုရေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့တင့်တော်ပါတယ်ဒါပေမဲ့မြန်မာစာတပ်ပုံကျမ်းမှာဗကြောင်များတဝေထုတ်တာတာဝန်မှုနှလုံးစင်ရေးချာတစ်တာလို့ပြဋ္ဌာန်းထားတာပါလေ တန်ဆာတဲ့တဲ့တောင်းဝချတာလို့တစ်တာလို့ရေးရင်ဘာဖြစ်မလဲအမှန်တော့ဒါအမှန်ပဲတစ်နဲ့လှုပ်ထားတဲ့တာဖြစ်လို့တစ်တာပေါ့ဒီလိုဆိုရင်အခြားဝေါ်ဟာတာတွေကပြင်ရမှာပါလေအများကြီးရှိတယ်ဟုတ်ပြီတစ်နဲ့လှုပ်ထားတဲ့တာဆိုရင်တစ်တာလို့ပြောရင်တန်နဲ့လှုပ်ထားတာကိုတန်တာလို့ပြောရမယ်တရေနဲ့လှုပ်ထားရင်တရေတာပေါ့ဗျာအလူမီနီယံနဲ့လှုပ်ရင်အလူမီနီယံတာပေါ့ဗျာအဲ့လိုပဲဖြစ်တော့မှာပေါ့ ဟိုတစ်တာလို့ခေါ်လို့မရတော့ဘူးတကယ်လို့ဒါတန်နဲ့လှုပ်ထားပြီးတော့တန်တစ်တာလို့သတ်သတ်တဲ့နဲ့ရင်းတစ်တာကိုသတ်သတ်တဲ့တစ်တောင်းချက်တာနဲ့ရင်းတန်တစ်တာဆိုရင်အဲ့တစ်ကြီးကွာကြတယ်တေးတစ်တာဆိုရင်လည်းအဲ့တစ်ကြီးကွာကြနိုင်တယ်အလူမီနီယံတစ်တာဆိုရင်လည်းပဲကွာကြနိုင်ပြီအဲ့တော့တစ်ကိုသတ်သတ်တဲ့မြေပဲနဲ့တေတို့တန်တောင်းမနှလုံးဆင်းတဲ့တစ်တာလို့ရေးလိုက်ခြင်းဟာ ဘာမှရင်းမြစ်တွေပါတယ်မစင်းတော့ဘူးတစ်တာဆိုထက်တရားဘောက်စပယ်လို့နားလေသွားပြီးဆိုတော့တန်နဲ့ရေးပြီးတော့တန်တစ်တာဆိုတန်နဲ့လှူထားတဲ့ထက်တရားတရေနဲ့လှုပ်ရင်တရေတစ်တာအလူမီနီယံတစ်တာငွေနဲ့လှုပ်ထားရင်ရွှေနဲ့လှုပ်ထားရင်ငွေတစ်တာရွှေတစ်တာပြောမှာပေါ့ဗျာအဲ့လိုပြောလို့ရသွားပြီပေါ့နော်ဘာသာစကား linguistic ဆိုတာသိပ္ပံဘာသာတစ်ခုလို့ဆိုကြပေမဲ့ယူပဗေဒဓာတုဗေဒတို့ဆိုရက် pure science natural science တွေနဲ့မတူပါဘူးဓာတုဗေဒယူပဗေဒတို့ဆိုတာကဓာတ်ငွေတွေတက်ထူတွေရေလေနေစတာတွေကိုလေ့လာတဲ့ဘာသာဆိုတော့လူတွေကြိုက်ကြိုက် မကြိုက်ကြိုက်သူ့တဘာဝအမှန်တရားဟာအပြောင်းလဲမရှိပါဘူးလူတွေကြိုက်ကြိုက်မကြိုက်ကြိုက်မိဆိုတာပူပြီးရေခဲဆိုတာအေးမြဲအေးနေမှာပဲဖြစ်ပါတယ်အဲဘာသာစကားဆိုတာကတော့လူချင်းချင်းဆက်သွယ်ရမှာအသုံးပြုတဲ့အရာဖြစ်ပါတယ်လူအများမကြိုက်ရင်လူအများလက်မခံရင်ပြောင်းလဲပေးရပါတယ်